ီနေ့ကျွန်တော်တို့နှစ်ယောက်ရဲ့စွန့်စားခံကိုဖွင့်ပါကျွန်တော်တို့နှစ်ယောက်အဗန်ချာလုပ်မှာဒီနေ့ကျွန်တော်တို့မြို့နယ်မှာရှိတဲ့တောင်ပေါ်သွားမှာပေါ့နော်တောင်ပေါ်ရှူခင်းရမ်းလာပြီတော့ဒီနေ့နေလေးရလဲသားတော့နော်ဟယ်လိုမင်္ဂလာပါဒီနေ့ကျွန်တော်တို့နေရာအလုတ်ပိတ်ရက်လေးလေးဖြစ်တာမို့လို့ဖူဂျီနိုမီယာမှာရှိတဲ့ရှီရာအိုယာမခိုအန်လို့ခေါ်တဲ့တောင်ပေါ်ပန်းချံလေးကိုကျွန်တော်သွားခဲ့တယ်ပေါ့နော်အဲ့ဒီတောင်ပေါ်ကနေကြည့်လို့ရှိရင်ဖူဂျီတောင်ကြီးကိုလည်းမြင်ရတာမို့လို့ကျွန်တော်တို့နဲ့အတူတူဗီဒီယိုလေးကိုလိုက်ကြည့်ပေးပါဦးခင်ဗျာ အင်းဆုံးအနေနဲ့ကျွန်တော်ပန်းချန်လေးကိုမသွားခင်လေးပါဘောနော်မေးဆန်တက်နေတဲ့ကြောင်းတာကတရုတ်မှဆိုင်ပါဘောနော်ဒွင်းသီးစားဖို့ဝင်ဝေခဲ့တယ်ဘောနော်ဂျပန်မှာတော့ဒွင်းသီးတံပေါ်ကိုရန်980မြန်မာငွေနဲ့တွက်လို့ရှိရင်3000လောက်ရှိတယ်ဘောနော်ဈေးကြည့်ပေမဲ့မဆတာကြပြီမို့လို့ကျွန်တော်လည်းဝယ်စားဖြစ်ခဲ့ပါလိမ့်မယ်ဒွင်းသီးကိုဂျပန်လိုဒိုရီယန်ဆိုရခေါ်တယ်ဘောနော်အဲ့တော့ကျွန်တော်ပြီဟုတ်တယ်အဲ့မှာရေးရဲဒိုရီယန်ကျွန်တော်တို့သွားမှာဒီခိုးရမှာနော်သူမြားဒီဘက်ကိုပြလာရော ။မှာကျွန်တော်တို့နောက်မှာတွေ့ရတဲ့တောင်ကြီးအဲဖူဂျီတောင်ကြီးပေါ့နော်။ကျွန်တော်ဒါရွေရာတီရောက်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်နှင်းရသိမ့်မရှိတော့ဘူးနော်။ဖြူလေးဖြူလေးနည်းနည်းလေးတော့ပဲကျွန်တော်တို့နော်။ကျွန်တော်တို့သွားခဲ့တဲ့အချိန်ကနွေဦးရာသီပြီးနွေရာသီရဲ့အဝင်မို့လို့ပေါဝင်ချိန်ကဆင်းဆင်းဆူဆူလေးနဲ့လမ်းတက်လျှောက်မှာလည်းပန်းမီလေးတွေအများကြီးတွေ့ခဲ့ရပါတယ်ခင်ဗျာ။ပန်းချံကတော့ဒီလေကာလေးတိုင်းတက်သွားမှာဖြစ်ပြီးတော့လေကားတောက်လျှောက်မှာလည်းအပင်တွေနဲ့ဆင်းဆင်းဆူဆူလေးနဲ့ဘေးမှာလည်းရေစီးတဲ့မြောင်းလေးရှိပါတယ်။ဟုတ်တာ။ဒါကျွန်တော်တို့ အပေါ်ဆက်တက်သွားအောင်နော်ဒီဘင်းတော့တော့ဖြစ်တော့ကြာဒါအတန်လေးပါလိတော့ကြားနေရတယ်နော်ကျွန်တော်ဒီ body ကိုဆက်တက်မှာပါမပန်းလေးကျွေရပြီကြည့်မပန်းလေးဒီကိုပန်းပေးလို့ရမလို့ပန်းပြီးတော့ပန်းပြီးခိုက်ပန်းပြီးပန်းပြီးခိုက်ပန်းပြီးမကျွန်တော်ကောင်မလေးကိုပန်းပြီးတော့နော်ပန်းလေးပါအမ်ဟာကြီးချစ်ကြလေးပန်းကိုကိုလေးပန်း ော်ကျွန်တော်ညောင်ပန်းလေးစင်တူလေးနဲ့ပေါ့နော်ပန်းစင်တူလေးနဲ့မူးမီးကြီးရွက်လေးပေါ့နော်ကျွန်တော်မူးမီးကြီးဆိုတာကျွန်တော်တို့အနီရောင်လေးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီဟာနွေရာသီဖြစ်တဲ့အတွက်သူကအစိမ်းရောင်လေးပေါ့နော်ကျွန်တော်တို့တောင်ပေါ်ထိရောက်အောင်ဒီလေကားလေးတိုင်ကို15မိနစ်လောက်တက်ခဲ့ရပြီးတော့ကျွန်တော်တောင်ပေါ်ရောက်သွားတဲ့အခါမှာတော့ကျွန်တော်ဒီနေ့ပိတ်ရမှုလို့လူတွေတော်တော်များတယ်ပေါ့နော်တောင်ပေါ်ကနေဆိုလို့ရှိရင်လေဖူဂျီတောင်ကြီးကိုဒီလိုမျိုးထင်းနေအောင်တွေ့ရပါတယ်ခင်ဗျာ။အောင်လွမ်းဆေးစာနဲ့ကြည့်နေအလွမ်းသမားလေးမေးဆန်ပေါ့နော်။ဟုတ်ပါရဲ့။ ဒီတောင်ကြီးနဲ့မေးဆန်နေပေါ့နော်။ပြိုက်ပြီ။ဘေးယူပြောင်းမဖူကြီးတောင်ကြီးယူပြောင်း။အရင်ဆုံးတောင်ပေါ်တက်ရတာပင်မန်းသွားရင်မို့လို့ကျွန်တော်ဂျီတွန်းဘိုက်ခရနေပြီးရေဘူးလေးတောက်ခဲ့တယ်ပေါ့နော်။ပြီးတော့ထိုင်စရာနေရာလေးရှာပြီးတော့ခုနှစ်ကဝင်လာတဲ့ဒွင်းသီးလေးကိုကျွန်တော်ထိုင်စားခဲ့တယ်ပေါ့နော်။မဆတာကြာလို့တော်တော်လေးစားကောင်းခဲ့ပါလေ။ကောင်းနေပြီကျွန်တော်ဒွင်းသီးကြိုက်။ကျွန်တော်တမားလေးစားရအောင်စားလို့တော့အောင်နော်စားလို့တော့အားရရတယ်ကျွန်တော်စားလို့ကော ောက်ထပ်တောင်ပေါ်ပန်းချံမှာတက်ဆီရနေရာလေးရှိသေးတယ်မို့ကျွန်တော်ဒူးရင်းသီးစပြီးတော့ဆက်ပြီးတော့တက်ခဲ့တယ်ပေါ့နော်တောင်ပေါ်မှာလေပိုးကောင်လေးတွေဖမ်းနေတဲ့သူတွေရှိပေါ့နော်ဂျပန်မှာပိုးကောင်လေးတွေကိုဖမ်းပြီးတော့မွေးတာတော်တော်လေးနာမည်ကြီးတယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်ဆက်တက်ပြီးတော့တောင်ပေါ်ဆက်တက်လိုက်တဲ့အခါမှာတော့ကျွန်တော်ရှော့စီးတဲ့နေရာလေးရှိတယ်ပေါ့နော်ဟိုဒီမှာဖိမာခုထိုင်တဲ့အပြားလေးရှိပေါ့နော်ကျော်ချောက်ဆိုင် đây Con này Trời ơi Nó bèo gì ấy à đã bảo lưu Đã xí cái gì nhỉ Ô mày không Cháu nó cháu sẽ nghe này bà gì ဘေးပြောရအောင်ကိုစည်းရယ်ပြောင်းလဲအေးသူဖေးမခံတဲ့အပြားရှိတယ်ဟဲ့အဲ့ဒါရှိမပုန်းကိုညာလေးကသွားတာကြီးကြိုက်တယ်ဒီညာလေးကပါအေးနာပဲဘာနေနေရိတ်မှမရှိအခုနော်ပြန်ဆင်းရင်တော့တတ်တာမယ်နည်းနည်းအလျှောဆိုဟွန်းဟွန်းတက်လာတော့တော့ပြင်မယ်နေဟွန်းတော်တော်မရတော်တော်မရအဲ့ဒီလိုနဲ့ကျွန်တော်တို့ကပိတ်ရက်လေးမှာဒီတောင်ပေါ်ပန်းချံလေးကိုသွားပြီးကျွန်တော်တို့က easy လေးဖြတ်သန်းပြီးခဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့နှစ်ယောက်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးအတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာဒါတက်တာ